ပြည်ကတောက်ကြနေကနေရဆန်ကွဲလွန်သွားခဲ့တဲ့ထိုင်းနိုင်ငံရဲ့လက်ရှိဘုရင်မဟာဝီချီယာလောင်ကိုရဲ့မယ်တော်ဖြစ်တဲ့ဘီဘီအာဂျီတီခိတတ်တော်63ညကရဲ့ရုပ်ကလပ်တော်ကိုအော်တိုဘာ26ရက်ညနေ3:42မိနစ်မှာစူလောင်လောင်ကွန်းစေယုံကနေဘေးအနန္တကိုပြန်လည်ပို့ဆောင်လိုက်ပါတယ် ီဘီယာကြီးရုပ်ကလတ်တော်ကိုဘေးအနားတော်စီပို့ဆောင်တဲ့လမ်းတစ်လျှောက်မှာထိုင်းတော်ဝင်တပ်တော်တွေထိုင်းတော်ဝင်ရဲတပ်ဖွဲ့တွေအစိုးရနဲ့ပုဂ္ဂလိကဝန်ထမ်းတွေထိုင်းပြည်သူပြည်သားတွေကအများပြားဂေါ်ရပြုဖူးမြော်ခဲ့ကြပါတယ်။မနေ့အော်တိုဘာ26ရက်ညနေပိုင်းမှာထိုင်းပြည်မဟာဝီချာလောင်ကုန်နဲ့မိဘတို့ဟာဘေးအနားတော်ကဖီမရာတာယာပလင်ခမ်းမမှာနေရဆန်တော်မူခဲ့တဲ့မေတော်ကြီးတီးခေကိုရည်စိုးပြီးတော့ရဟန်းတန်ဃာတွေကိုပြင့်ဖိန်ကတရားနာမှုတွေပြုလုပ်ခဲ့ပါတယ်။ ။ဒါပြင်ထိုင်းဝင်းကျောင်းဟောင်းနှစ်ဦးဖြစ်တဲ့စေထားတဝီစင်နဲ့ဖေထောင်တန်ရှင်နဝတ်တို့ဟာဝင်းကျောင်းဟောင်းဆောင်းရောင်တွေနဲ့နေရဆန်ခဲ့တဲ့မိဖုရားကြီးတရီခေကိုဂါရဘုယုတိပေးရင် ရေသွန်းလောင်းပူဆော်ခဲ့တယ်လို့ထိုင်းသတင်းမီဒီယာတွေမှာဖော်ပြခဲ့ပါတယ်။ထိုင်းနိုင်ငံမှာတာမန်ပြည်သူတွေကွယ်လွန်တဲ့အခါရေသွန်းလောင်းဂါရဘုပူဇော်တာမရှိပေမဲ့ထိုင်းပြည်တော်ဝင်မိသားစုဝင်တွေနေရဆန်ရတဲ့အခါမှာတော့ရေသွန်းလောင်းပူဇော်ကြတဲ့နိုင်နေရွာတလေး ထုတ်လန်းရှိကြပါတယ်။မိဖုရားကြီးတိခိတတ်တော်63နဲ့ဟာအော်တိုဘတ်24ရက်ထိုင်းဆိုင်တော်ချင်းည9:27မိနစ်မှာကန်နဂုံနေရာဆန်သွားခဲ့တာပါ။ဗီဗီအာဂျီဟာ2021ဇူလိုင်လ22ရက်နေ့မှာ လေပြာရောဂါခံစားခဲ့ရပြီးနောက်အချိန်ကာလတစ်ခုကြာလူမျိုးကင်းကနေခိတပြောက်ခွဲခဲ့ပါတယ်။2019နှစ်စက်တင်ဘာလကနေစပြီးတော့ဘရင်ချူလာလောင်ကိုထိမ့်မဲ့ဆေးရုံမှာတရားကုသမှုခံယူနေရင်း 2025အောက်တိုဘာ18ရက်နေ့ကစလို့သွေးရင်းစိတ်တက်တဲ့ဝေဒနာကြောင့်ဆရာဝန်ကြီးတွေနဲ့ဆေးဘက်ပညာရှင်အဖွဲ့တွေကအထူးကြက်မှတ်ကူတာခဲ့ပေမဲ့အချိန်ချင်းထူးခြားမတိုးတက်တာကြောင့်အောက်တိုဘာ24ရက်ညပိုင်းမှာပဲကံတော်ကုန်သွားခဲ့တယ်လို့နိုင်ငံရေးအင်တော်ထုတ်ပြန်ကြမှာဖော်ပြပါတယ်။တတော်ကြီးဘုရင်မဟာဝိချရာလောင်ကုန်ကမေတော်ကြီးရဲ့ဇာမနာကို ထိုင်းတော်ဝင်ဆင်နာတွေနဲ့အမြဲဆုံးကွန်ပျူတာကျင်းမာတော်ဖို့ညွှန်ကြားထားပြီးအပြင် ဝန်ကြီးထိမ့်မဲ့ကာလကိုတက်လာတာဖြစ်သတ်မှတ်ထားတာပါမိပြာကြီးတရီခိရဲ့လျှုပ်လောင်းကိုထိုင်တော်ဝင်နန်းတော်တဲကဒူစစ်မဟာပရာဆက်တလွန်ဆောင်မှာပြင်ဆင်ထားချပြီးဂါရပြုကံမယ်လို့တော်ဝင်နန်းတော်ကထုတ်ပြန်ပါတယ်ထိုင်နိုင်ငံသားတွေအနေနဲ့အနှက်ရောက်ဝူဆောင်ဝူဆင်ထားခြင်းဖြင့်အော်တိုဘာ24ရက်ကနေတလတာရပ်ပေါင်း30ရက်အတွင်းစုညင်းတဲ့အတိဖို့အကောင့်တွေပျော်ပဲ့ရှင်ဘွဲတွေမြို့လောက်ကြဖို့ကိုလည်းထုတ်ပြန်ကြတဲ့မှာအထူးတတိပေးထားပါတယ် ဒါပြင်ဝန်ထမ်းကြီးထိမ့်မှတ်နေတဲ့အော်တိုဘာ25နေ့ကစပြီးရပ်ပေါင်း90တွင်ပြည်သူ့ရည်နေနဲ့ဝဆဝဆင်ရမှာအနိုင်အောင်သို့မဟုတ်အယောင်ဖျက်ဖျက်ကိုသာဝဆင်ကြဖို့ဝင်းကျုပ်အမှုထင်ကမိတ္တာရက်ခံထားပါလေ။နေရဆန်ကံတော်ကုံသွားတဲ့မိဖုရားကြီးတရိခေဟာထိုင်းနိုင်ငံရဲ့နေရဆန်ဘီရင်ကြီးဘူမီပေါ်အဒူရာဒက်ရဲ့မိဖုရားကြီးဖြစ်ပြီးတော့ပြည်သူနိုင်ငံပဲရစ်မြို့မှာပြည်သာတင်ရင်ဘီရင်ဘူမီပေါ်နဲ့တွေ့ဆုံခဲ့ကြတာက ဘေးရင်ပူပီပေါ်ဗိတ်သိမ်းမသွင်းပြီး1950မှာလက်ထက်ထိန်းများခဲ့ပါတယ်။ထပင်ပူပီပေါ်တာသနာပေါင်းတင်ခိတ္တဝင်ရောက်ခဲ့တဲ့1956ခုနှစ်မှာလဲထိုင်းပြည်ခံဖြစ်ခေတ္တအောက်ချုပ်ခဲ့ပါတယ်။နိုင်ရဆန်ကန်တော်ကုံသွားခဲ့တဲ့ယာမကိုဘီဂျီပူမီတော်အဒူရာဒက်နဲ့မိဖုရားကြီးတီးခေတ္တမှာတာသီမီ၄ဦးရှိပြီးတော့ထိုင်းနိုင်ငံရဲ့ကမ္ဘာနောက်သက်အရှိဆုံးဘုရင်နဲ့မိဖုရားကောင်ကြီးဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့အကြီးဆုံးသားမဟာဝိချရာလောင်ကုံကယာမ30ဘွဲ့အမီနဲ့ထိုင်းနိုင်ငံဘီယင်ကြီးဖြစ်အုပ်ချုပ်နေစေဖြစ်ပါတယ်။